အားလုံးပဲမင်္ဂလာပါခင်ဗျာတင်းရဲ့လက်ဝါပြင်အတက်လန်အဆုံးမှာငါရုပ်အမှတ်သားပါလာပါသလားအတက်လန်ရဲ့အောက်ဆုံးမှာငါရုပ်အမှတ်သားပါလာခဲ့မယ်ဆိုရင်အလွန်ကောင်းပါတယ်ဒီအမှတ်သားဟာဘဝမှာချမ်းသာကြွယ်ဝမှုကိုအဓိကဖြစ်စေပါတယ်ဘဝမှာငွေကြေးကဏ္ဍပတ်သက်ပြီးအဆင်ပြေမှုကိုရရှိနိုင်ပါတယ်ငွေကြေးဥစ္စာကိုခဏခဏရရှိတတ်ပါတယ်အကြောင်းမျိုးမျိုးကြောင့်ငွေဝင်နေတတ်ပါတယ်ဒါပေမဲ့ငွေမြဲမလားဆိုတာကတော့လက်ဝါပြင်အပြည့်စုံကိုကြည့်ပြီးမှပဲသိနိုင်ပါမယ် ရေဘူးရအဖြစ်တော့ဒီလိုမှတ်သားပါလာခဲ့မယ်ဆိုရင်အသက်လယ်ပိုင်းနဲ့အသက်ကြီးပိုင်းမှာချမ်းသာမှုကိုရရှိနိုင်ပါတယ်။ဘဝတစ်လျှောက်လုံးချမ်းချမ်းသာသာနဲ့အဆင်ပြေပြေနေရနိုင်ပါတယ်။ဒီလိုဖြစ်စေဖို့အတွက်အမတ်သားကလည်းကောင်းမှုကိုလိုပါတယ်။အကယ်၍ကံလန်းချောင်းကလည်းဖြောက်တန်းပြီးအားကောင်းနေမယ်။ငါးယုတ်ကလည်းအားကောင်းနေမယ်ဆိုရင်တော့ထီပေါက်သလိုဝေဝေနိုင်ပါတယ်။ဝေကြည့်အစုအပုံလိုက်ရရှိနိုင်ပါတယ်။ဒါပေမဲ့တခုရှိတာကတော့ဒီအမတ်သားကအားနေနေမယ် ဒါမှမဟုတ်ငါးယောက်ဟာအပြက်ပြက်နဲ့ပါရှိနေမယ်ဆိုရင်တော့ရာတင်းသလောက်မရနိုင်ပါဘူး။နောက်ပြီးငါးယောက်ဟာကျမကြီးနဲ့ပတ်သက်ရင်ပြဿနာပေါ်ပေါက်တတ်ပါလေ။ဘဝမှာရည်နဲ့ပတ်သက်တဲ့အန္တရာယ်ကြုံရနိုင်ပါလေ။နောက်တစ်ခုကတော့ဗုဒ္ဓဂျိုခုံကတောင်လိုက်မြင်းကြောင်းအကြောင်းပဲဖြစ်ပါလေ။ဗုဒ္ဓဂျိုခုံမှာတောင်လိုက်မြင်းနဲ့ပုံမှာပြထားသလိုမျိုးအများကြီးပါလာခဲ့မယ်ဆိုရင်ဈေးဘက်ဆိုင်ရာလုပ်ငန်းတွေနဲ့အကျိုးပြုပါလေ။ဒီထွင်ဖန်နှီးမှုတွေကိုလှုပ်ဆောင်နိုင်ပါလေ။ အများနဲ့လောက်ကင်ဆောင်ရွက်ရတဲ့လုပ်ငန်းတွေနဲ့အကျိုးပေးသူတွေဖြစ်ပါတယ်။ဒီလိုလူတွေဟာစိတ်ထားအလွန်ကောင်းကြတဲ့သူတွေလည်းဖြစ်ပါတယ်။သူတို့ကြောင့်တခြားသူတွေဒုက္ခရောက်ပြီးနာကျင်ခံစားရမှာကိုလည်းမလိုလားတဲ့သူတွေဖြစ်ပါတယ်။အများပေါ်စေတနာထားတတ်တဲ့လူတွေလည်းဖြစ်ပါတယ်။ဒီလိုစေတနာထားလို့လည်းသူတို့ရဲ့ဘဝတကွေးမှာမကောင်းတဲ့လူတွေအပေါ်ယံလူတွေနဲ့အမြဲတွေးဆုံနေရတတ်ပါတယ်။သူကစိတ်ထားကောင်းလို့နဲ့အတွက်ကြောင့်သူတို့ဘာကသူ့ကိုအမြဲတမ်းစိတ်ညစ်စရာတွေပေးတတ်ကြပါတယ်။ တင်းရလက်မှာဒီလိုတောင်းလိုက်မြင်းချောင်းတွေပါလာခဲ့မယ်ဆိုရင်ဝေကြီးကံကလည်းအစင်မပြေလဲခဏပါပဲဝေကြီးကံအသင့်အတင့်တော့ကောင်းတတ်ပါတယ်ဒီလိုလူမျိုးတွေဟာစေကူတာတဲ့လူတွေလည်းဖြစ်နေတတ်ပါတယ်စေဝါလုပ်ငန်းလုပ်ကိုင်တဲ့သူတွေဆရာဝန်၊သူနာပြုအများစုတို့ရဲ့လက်ဝါးပြင်မှာဒီလိုတောင်းလိုက်မြင်းချောင်းတွေကိုတွေ့ရနေရှိပါတယ်နောက်ထပ်မျှဝေပေးမယ့်လက္ခဏာကတော့ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ရအောင်မြင်နိုင်တဲ့လက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြရတာလက်ဝါးပြင်ကိုကြည့်လိုက်ပါ ူ့ရဲ့စနေဒီယိုကန်လန်းကျောင်းမှာ၄တော့ကွက်ပုံပါနေပါတယ်။ဒါကြောင့်သူဟာစီဝါရေးဆုံးရှုံးခြင်းကနေအကာအကွယ်ပေးပါတယ်။သူတစ်ပါးတက်စီဝါပို့ပြီးတော့အတက်မြန်တက်ပါတယ်။နောက်ပြီးသူ့ရဲ့စနေဒီယိုဟာညာလန်းကျောင်းပေါ်မှာတရီကန်အဖြစ်ပြစ်တည်နေပါတယ်။ဒါကြောင့်သူဟာကိုယ်ပိုင်အယောင်ဆိုင်ပိုင်ဆိုင်ရတက်ပါတယ်။နောက်ပြီးသူ့ရဲ့လက်ဝါးပြင်ကလမ်းခွဲတစ်ခုဟာစနေဒီယိုကနေခွဲထွက်ပြီးညာလန်းကျောင်းနဲ့ပေါင်းစုံပြီးတော့မဟာတရီကန်အကြီးကြီးဖြစ်တည်နေပါတယ်။ဒါကြောင့်သူဟာကိုယ်ပိုင်လုပ်ငန်းလုပ်ရင် အောင်မြင်မှုရတတ်ပါတယ်အခုလိုအမှတ်သားတွေထင်ရှားပါနေမယ်ဆိုရင်ကိုပိုင်မြေတကွက်မကပိုင်ရတတ်ပြီးကိုပိုင်တိုက်ကိုပိုင်အိမ်ကိုပိုင်ကားတွေကိုလည်းပိုင်ရတတ်ပါတယ်လက်ရည်စားလည်းနူးညံ့ပြီးဂျိုးခုံတွေအားလုံးပြေးမောက်နေမယ်ဆိုရင်ကောင်းတဲ့အကျိုးတွေကိုယာနှုံပြစ်ခံစားရတတ်ပါတယ်နောက်တစ်ခုကတော့နှလုံးလန်းချောင်းအဆုံးပါနှလုံးလန်းချောင်းဟာအစလည်းအဆုံးလန်းချောင်းနစ်ပြီးထင်ရှားလွန်းနေပြီးတော့ကျွန်းတွေခံနေမယ်ဆိုရင်အချစ်ရည်အိမ်တော်ရည်ကံမကောင်းကြပါဘူး ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးကိုဘကအစစ်မှန်ပေးတဲ့လောက်ဟန်ဆောင်ချစ်ချင်းတွေကိုပဲရတတ်ပါတယ်။ချစ်သူအိမ်တော်ဘက်ရဲ့တစ္ဆာဖောက်တာလည်းခံရတတ်ပါတယ်။မိသားစုရေးအိမ်တော်ရေးနဲ့ပတ်သက်ရင်လည်းစိတ်တော်ကရောက်စရာတွေမကြာခဏကြုံတွေ့ရတတ်ပြီးတော့စိတ်ချမ်းသာမှုနည်းတတ်ပါတယ်။ဒါကြောင့်ဒီလိုနဲ့လုံလန်းကြောင်းမျိုးပါလာခဲ့ရင်တော့တယောက်တည်း FA ဘွားနဲ့ပဲနေသွိုင်းအကောင်းဆုံးပါပဲလို့အကြံပြုတိုက်တွန်းလိုက်ပါတယ်။နောက်တစ်ခုကတော့ငွေကြေးအစုလိုက်အပုံလိုက်ရရှိခြင်းသို့မဟုတ်ထီချဲပေါက်ခြင်းသို့မဟုတ်အမွေနဲ့ရရှိမဲ့အမတ်သားကောင်းလေးပဲဖြစ်ပါတယ် ဒီလိုမှတ်သားတွေကိုလည်းလောက်ဝါပြင်ပေါ်မှာတွေးလေးတွေးထားသိမ့်မရှိပါဘူးပုံမှန်ပြထားတဲ့လောက်ဝါပြင်မှာတော့ကံလန်းချောင်းနဲ့ဆက်ဆက်ပြီးတော့ဒရီဂန်ပုံတံပါရှိနေပါတယ်ကံထူးတဲ့လက္ခဏာရှင်ပဲဖြစ်ပါတယ်ဒီလိုလက္ခဏာရှင်တွေဟာငွေကြေးစုလိုက်အပြုံလိုက်ရရှိတာမျိုးကြုံတွေ့မယ်သို့မဟုတ်ဒီကျဲတွေပေါက်မယ်သို့မဟုတ်အမွေအနှစ်တွေရရှိမယ်သို့မဟုတ်မိမိမှာလုပ်ငန်းတွေအလောက်ကင်တွေရှိရင်လည်းငွေကြေးစီးပွားအဆင်ပြေအောင်မြင်မယ်ကြားလုပ်ငန်းလုပ်ရင်ကြောက်အောင်မယ်ဒီလိုကောင်းကျိုးတွေကိုရရှိခံစားရပါလိမ့်မယ် ဲ့ဒါဒီကိုလည်းအဲ့ဒီတွီးကံအမှတ်သားထင်ရှားတောက်ပတဲ့အချိန်မှရရှိမယ်။ဒါပေမဲ့လည်းဒီလိုအမှတ်သားပါရှိတဲ့သူတွေဟာကံကောင်းမှုတွေမကြာခဏတော့ရရှိမယ်။အခက်အခဲပြဿနာတွေကိုလည်းအောင်မြင်မယ်။တိုးတက်မှုတွေရရှိနိုင်ပါလိမ့်မယ်။မိတ်ဆွေတို့မှလည်းဒီလိုအမှတ်သားကောင်းတွေပါရှိလာရင်တော့ကံကောင်းမှုတွေရောက်ရှိလာမှာကတော့မလွဲဧကံပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက္ခဏာကတော့အသက်လမ်းနဲ့ညာလမ်းကြားထဲမှာဖြစ်ပေါ်နေတဲ့တွီးကံအမှတ်သားပဲဖြစ်ပါတယ်။ဒီအမှတ်သားက အိုးပိုင်အိမ်ပိုင်နေရမဲ့ကံတရားနဲ့ဒီပေါ့မဲ့ကံတရားကိုပြသနေတဲ့တွီးကံမှတ်သားလေးပဲဖြစ်ပါတယ်။တင်းရဲ့လက်မှာဒီလိုတွီးကံပါနေမယ်ဆိုရင်ဘဝမှာဒီပေါ့ချင်းဒီပေါ့တို့လိုငွေကြေးအစုလိုက်ပုံလိုက်မမျောလင့်ပဲဝင်လာခြင်း၊အိုးအိမ်နေရပိုင်ဆိုင်ရရှိခြင်းစားတဲ့အကျိုးထူးတွေကိုခံစားရရှိပါလိမ့်မယ်။ဒီပေါ့ချင်း၊ခြေပေါ့ချင်း၊ကံစားမဲ့ပေါ့ချင်းတွေနဲ့လည်းအကျိုးပေးပါလိမ့်မယ်။ဒီလိုပါတဲ့လက္ခဏာချင်းဟာသူတို့ရဲ့ဘဝမှာငွေကြေးကံကောင်းပြီးအစအစအရာရာပြည့်စုံမှုရှိတတ်ပါတယ်။ အကျံအဖြစ်တော့ဒီလိုတွီးကံပါနေမယ်ဆိုရင်ကံတရားရဲ့အထောက်အကူကိုရရှိမယ်။ဒီပတ်လိုငွေဝင်မယ်။ဈာန်လာပြည့်စုံမှုကိုရရှိမယ်လို့ပြောနိုင်ပါတယ်။နောက်တစ်ခုကတော့လက်တန်အောင်မုတ်တခုဂျူကုံပေါ်ကတောင်းလိုက်မြင်းချောင်းရှိတဲ့ကြောင်းပဲဖြစ်ပါတယ်။လက်တန်အောင်မှာတောင်းလိုက်မြင်းတစ်ချောင်းတင်းတင်းရှားရှားပါနေမယ်ဆိုရင်အလွန်ကောင်းပါတယ်။သူကငွေကြီးကံနဲ့ဈာန်လာမဲ့ကံတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဘဝမှာငွေကြီးနဲ့ပတ်သက်ပြီးအစဉ်ပြေမှုကိုရရှိနိုင်ပါတယ်။ ါပေမဲ့တခုရှိတာကဒေါင်းလိုက်မြင်းကတကြောင်တည်းမဟုတ်ပဲအများကြီးပါနေမယ်ဆိုရင်တော့ရရှိမဲ့အကျိုးတွေမတူတော့ပါဘူး꽌လွဲသွားပါတယ်နောက်ပြီးအဲ့ဒီလက်ဝါးပြင်မှာပဲလက်သန်းအောက်ဒေါင်းလိုက်မြင်းလဲပါမယ်ကံလန်းချောင်းကလည်းဖြောက်တန်းစွာနဲ့စနီဂျူကိုအောက်ကိုထောင်တက်သွားမယ်ဆိုရင်လက္ခဏာရှင်ဟာကံတရားရဲ့အထောက်အကူကိုရရှိခြင်းငွေကြေးကံဒီကံကောင်းမွန်ခြင်းစတဲ့ကံကောင်းခြင်းတွေကိုပါခံစားရရှိပါလိမ့်မယ် တနည်းအားဖြင့်တော့လက္ခဏာရှင်ဟာငွေကြေးချမ်းသာမဲ့အနေအထားအထိပါရောက်ရှိသွားပါလိမ့်မယ်။ပုံမှန်ပြထားတဲ့လက္ခဏာကလွန်ခဲ့တဲ့15နှစ်လောက်ကလက္ခဏာဖြစ်ပါတယ်။အသက်30ဝန်းကျင်အမျိုးသမီးတဦးရဲ့လက္ခဏာဖြစ်ပါတယ်။ဒီလက္ခဏာပိုင်ရှင်ဟာဘဝမှာကိုရောစိတ်ပါမပင်ပန်းရဘဲနဲ့တတ်တာအီးချမ်းစွာနဲ့အောင်မြင်တိုးတက်ချမ်းသာကြီးပွားနိုင်မလား။သူ့ရဲ့လက္ခဏာကိုလေ့လာကြည့်ရအောင်ပါ။သူ့ရဲ့လက္ခဏာမှာ တနင်္လာဂျူကုံမှာညောင်ရွက်ပုံမင်္ဂလာချမ်းရသင်္ကေတပါရှိနေပါတယ်။လက္ခဏာပညာမှာလောက်ဝါးဆောင်မှာဖြစ်စေတနင်္လာဂျူကုံမှာဖြစ်စေညောင်ရွက်ပုံသို့မဟုတ်ငားရုပ်ပုံမင်္ဂလာချမ်းရတစ်ခုခုပါလာခဲ့မယ်ဆိုရင်လက္ခဏာရှင်တွေဟာစီးပွားဥစ္စာချမ်းသာပြည့်စုံနိုင်ကြပါတယ်။နောက်တစ်ခုကတော့သူရဲ့လက်ညိုနဲ့လက်ခလဲကြားမှာလဲညောင်ရွက်ပုံသင်္ကေတရှိနေပြန်ပါတယ်။လက်ညိုနဲ့လက်ခလဲကြားမှာဖြစ်ပါတယ်။ လက်ညူနဲ့လက်ခလဲကြားကနေပြီးလက်ညူအောက်ကြာတာပြီးဂျိုခုံဘက်ကိုရောက်ရှိထွက်ပေါ်နေတဲ့ညောင်ရွက်ပုံမင်္ဂလာအချမ်းရံတင်ကေတရှိတဲ့သူတွေဟာလည်းအလောက်ကန်စီးပွားရေးများအောင်မြင်တိုးတက်ချမ်းသာပြည့်စုံခြင်းတထေးပွဲထူကုံဒူးများရရှိခြင်းတို့ကိုပြည့်စုံနိုင်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကလည်းသူ့ရဲ့လက်ခလဲအောက်စနေဂျိုခုံမှာကံလန်းချောင်းတစ်ချောင်းထောင်တက်နေပါတယ်။ လက်ကလေးအောက်စနေဂျူကုံအောက်ခြေကနေလက်ကလေးလက်ချောင်းယင်းအထိကိုထောင်တက်နေတဲ့ကံလန်းကြောင့်အရှိဖြစ်စေအတူဖြစ်စေထင်ရှားပါရှိသူတို့ဟာကိုရောစိတ်ပါလှောက်ရှားပင်ပန်းခံပြီးစူးစားလောက်ကံရတက်ပါတယ်ဒီလက္ခဏာမှာဒီလိုကံလန်းကြောင်းမျိုးပါရှိပါတယ်ဒါကြောင့်လက္ခဏာရှင်အမျိုးသမီးကဒီဘဝမှာကိုရောစိတ်ပါမပင်ပန်းရဘဲနဲ့သက်သာအေးချမ်းစွာအောင်မြင်တိုးတက်ချမ်းသာကြီးပွားနိုင်မှာမဟုတ်ပါဘူး ကိုရောစိတ်ပါလှုပ်ရှားပင်ပန်းခံကြိုးစားလှုပ်ကင်ခြင်းနဲ့ပဲအောင်မြင်တိုးတက်ချမ်းသာကြီးပွားမဲ့သူသာဖြစ်ပါတယ်။ဒီနေရာမှာမှတ်ချက်ကတော့ယခုအခါမှာလက္ခဏာရှင်ဟာပြည်တွင်းပြည်ပကုံသွယ်လုပ်ငန်းကြီးတွေကိုဦးဆောင်လှုပ်ကင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတူဖြစ်နေပါပြီ။တင်းရက်လက်မှာကောဒီလိုမင်္ဂလာချမ်းသာသင်္ကေတတွေပါရှိနေပါသလား။တင်းရက်လက်ကိုပြန်ကြည့်လိုက်ပါ။အားလုံးကံကောင်းကြပါစေ။